ကြီးစရာနော်အဲ့ဆိုရင်ငါတို့တုံးတော့ထိုင်းရီတောက်နေတဲ့ပုံကိုမဆွဲဘူးဟာဒီကနှလုံးသားထဲမှာမင်းတို့ညီကိုတုံးကချစ်စရာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါကွာဟုတ်တယ်မဟုတ်ပါဘူးဘာမို့အဓိကတော့လေဒီဒီဇန်လန်းဇက်အိမ်နဲ့ဒီဇက်ကောင်တွေကိုသူကိုက်တွယ်နိုင်ဒါတော်တော်လေးချီးကျူးစရာပေါ့နော်နောက်တစ်ခုကကျတော့ဒီလိုမျိုး live drama တွေဆိုတာကအမှုပညာလောကကိုဒီလိုမျိုး20ကျော်30လောက်ဖြတ်သန်းထားတဲ့လူတယောက်အနေနဲ့ ဒါမခဲရင်မှုဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေဟိုဒီလိုမျိုးပေါ့နော်တိတိကျကျအာကျွန်တော်တို့ဒီမိအောင်ပေါ့နော်ကင်တွင်နိုင်ဖို့ဆိုတာတော်တော်နိုင်တော့ trading တော်တော်အတွေ့အကြုံနဲ့မရဘူးပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်သူတော်တော်လေးဟိုကျွန်တော်တို့ကင်တွင်နိုင်တာတွေ့ရတယ်ပြီးတော့အဲတရုပ်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်းအဲသူလမ်းကြောင်းခင်းပေးနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးစားမဲ့ဒုပညာရှင်တယောက်လုံးပြင်ပါ Yeah. ညီမတို့ကိုရနေရဖြတ်ပြခုဖြတ်ဟုတ်ကဲ့ဖြတ်ဖြတ်အညီအကိုနဲ့တော့မပတ်သက်မိစေသူတို့ဒီနေ့သူတို့တုံးနေအောင်ချစ်တဲ့ညီမလေးကိုညှက်ဆောင်နေတော့မထုံမိစေ ကြတော့လေဟိုပါဘောအများကြီးအပြင်မှာတွေးပြတဲ့လူတော့မဟုတ်ဘူးကော။ဒါပေမဲ့ဟိုစုံလိုက်တိုင်းမှာတော့ဒီလိုပဲစားလိုက်နောက်လိုက်ပါပဲ။အများအများကြီးလိုလည်းမဟုတ်ဘူးကော။ပုံမှန်ပါပဲ။ဟုတ်ဟုတ်တယ်ဗျာဟုတ်တယ်ဟုတ်တယ်။အဲအဲ့ဒါကြောင့်လေလေဒီကားလေးကမင်းပုံစိတ်ဝင်စားစရာကောင်းနေတာ။ပုံလေးကတော့ပထမဆုံးကျွန်တော်စားတွေ့ခဲ့တဲ့ပုံလေးပေါ့။အဲ့ဒီကကျွန်တော်ရှင်ခွင်တစ်ခုလုံးကိုတုံးသိပ်ပိတ်သွားခဲ့တဲ့နေပေါ့။အဓိကကတော့လေဒီဒီဇလန်းဇအိမ်နဲ့ဒီဇက်ကောင်လေးကိုသူไกลด้วยไหน တော်တော်လေးချီးကျူးစရာပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုး live drama တွေဆိုတာကအမှုပညာလောကကိုဒီလိုမျိုးနေ့20ကျော်30လောက်ဖြတ်သန်းထားတဲ့လူတယောက်အနေနဲ့ဒါမခဲယဉ်မှုဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကိုဒီလိုမျိုးပေါ့နော်တိတိကျကျအာကျွန်တော်တို့ဒီမိအောင်ပေါ့နော်ကင်ပင်နိုင်ဖို့ဆိုတာတော်နိုင်အောင် directing တော်နိုင်အောင်အတွေ့အကြုံနဲ့မရဘူးပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်သူတော်တော်လေးကိုကျွန်တော်တို့ကင်ရွယ်နိုင်တာတွေ့ရတယ်ပြီးတော့ အဲတယောက်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်းအဲသူလမ်းကြောင်းခင်းပေးနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးစားမဲ့ဒုပညာဆိုတယောက်လုံးမြင်ပါတယ်ပေါ့အာဆိုတော့ဟာပေါ့မျိုးလင်းပေးပြီလားဆိုတော့မျိုးလင်းချက်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့လေကိုအာကိုကပေးလိုက်တယ်ဆိုပေမဲ့လေကိုကိုယ်တိုင်ရဲ့စိတ်ခံစားမှုမူတည်ရဲ့ပေါ့နော်အာသူလုပ်ခဲ့တဲ့အလုပ်တစ်ခုပေါ်မှာသူဘယ်လောက်ထိစိတ်ကျဉ်တတ်မှုရှိလဲဆိုတဲ့ပုံမှာတော့မူတည်သွားမှာပါအာအဓိကတော့ ပရိသတ်ရဲ့ဆန္ဒတွေကဟိုတစ်ခါတည်းပြနေတဲ့နေ့တည်းရတော့တာစူးစမ်းနေသေးတော့တနေ့နေ့တစ်ချိန်ချိန်မှာတော့ရှိလာမှာပေါ့ဟိုတနေ့မဟုတ်တနေ့တကားမဟုတ်တကားတော့စုံမှာပါကျွန်တော်တို့လည်းအဲ့လိုပဲမြင်ပါတယ်တကားမဟုတ်တကားပေါ့ဟုတ်ဟုတ်ကဲ့ပါဒီအောင်စီယာမွေးရေးရှင်ဇာကားလေးကတော့ကျွန်တော်တို့ညီကိုတွေပေါ့နော်အဲနောက်တစ်ခုကကြတော့အဲဒီ character တယောက်စီတယောက်စီတိုင်းရဲ့ character လေးကိုလည်းအဲပေါ်လွင်အောင်နောက်ပြီးတော့ဒီရာသမြောက်တဲ့ရုပ်ရှင်ပေါ့နော်အာနောက်ပြီးတော့ပေးခြင်းနဲ့ မက်ဆေ့ချ်လေးရလဲကျွန်တော်တို့ထီထီမိမိနဲ့တကယ်ကိုအာမြန်မာရုပ်ရှင်ကားတကားတွေမှာကြည့်လို့ကောင်းတဲ့ location တွေလည်းပါသလိုတကားမှမမြင်ဘူးမတွေ့ဘူးသေးတဲ့နေရာတွေမှာလည်းကျွန်တော်တို့စူးစမ်းပြီးတော့ဒီကားလေးကိုတက်နိုင်ဆုံးရကူးထားကြပါတယ်အားလုံးနှလုံးသားနဲ့ထူးစစ်ပုံပေါ်ထားတဲ့ကားလေးဖြစ်တဲ့အခါကျတော့ဒီတဲ့ခါမှာလာရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဒီကားလေးကဟိုရသဇုံကားလေးပါ928ပုံမှာတော့အခြေခံထားတာပေါ့ ဘလိုပဲဖြစ်ဖြစ်လေဒီချစ်ချင်းတရားအချစ်ဆိုတာကဟိုဘလိုပုံလဲပူလောင်မှုတခုအဲ့ဒါဒီကားလေးထဲမှာပါဝင်တဲ့အချစ်ဆိုပြီးမှဆိုတဲ့တချင်းလေးအတိုင်းပေါ့နော်အချစ်ဆိုတာလည်းခံမရခက်တယ်အဲတခါတလေမှာစုံတွေ့ခြင်းတယ်လို့တခါတလေကြလည်းရှောင်လွဲခြင်းတယ်ပဟိနိဆန်တယ်ပေါ့နော်အဲချစ်ချင်းမြတ်တာကိုတော့ဒီကဦးစားပေးပြီးတော့ပေါ်ကျူးထားတဲ့ဟိုရတရောက်တဲ့ဇာတ်ကားလေး အာအမတ်တရားတွေဆိုတော့ကျွန်တော်တို့ကဒီဒီကားရဲနေတဲ့ချိန်မှာဟိုရည်ကြီးရံမှုတွေဖြစ်ပြီးတော့လေကျွန်တော်တို့ဒါအလုပ်တန်းတွေလုပ်ကြည့်ခဲ့တဲ့အချိန်တွေဒါလေးကတော့ဖက်ဖက်ရရဖြစ်တယ်။ကျန်တာကတော့ဘယ်လိုခေါ်မလဲဆိုတော့မိုးရသည်ဆိုတော့ကိုယ်လိုက်လိုက်နားလိုက်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်ဒီကားလေးကကျွန်တော်တို့ဘုံတော့ဝန်ဝန်ပြီးတော့စူးစမ်းထားတယ်လို့ပြောရမှာပေါ့လေ။နောက်ပြီးတော့ဟိုတရုပ်ဆောင်တယ်ဆိုတဲ့ဟာတဲ့ပိုပိုလွန်နဲ့တရုပ်ဆောင်မှုထက်ပိုလွန်နဲ့ခံစားမှုပေါ့နော် ကျွန်တော်တို့ တရောင်းနဲ့တရောင်းနဲ့ဒါနှလုံးသားနဲ့ထူးဆစ်ပုံဖော်ထားတယ်လို့လည်းမြင်တယ်။ကိုခင်လည်းအင်းနေနဲ့လည်းဒီကားမှာသူတချို့ဇညုံးတွေအဆပေါ့နော်သူစိတ်ကြိုက်တယ်အကုန်လုံးဟောလုတ်တယ်ပြီးတော့ကျွန်တော်တို့ကိုလည်းအဲကျွန်တော်တို့ဘာမှဟောပေါ့နော်ဟောကျွန်တော်တို့ဝင်ရောက်ဆွေးနွေးစရာမလိုအောင်ပြည်စုံခဲ့တယ်ပေါ့ဒီကားလေးကဟိုလေးအဲဟိုအားရကျင်းနေစရာကောင်းတဲ့ကားတစ်ကားလုံးဒီမှာဟောဒါလေးကတော့ဟိုရုပ်ရှင်ကိုကြည့်မှခံစားမရတာလေးပေါ့နော်ဒါလေးတွေကတော့ကျွန်တော်တို့က brown spider လုံးလို့မရဘူးကျွန်တော်တို့ဒီရုပ်ရှင်ရဲ့သဘောတရားတစ်ခုမှာကြတော့ကျွန်တော်တို့ဒီလှုပ်ဝဲထားရမယ်တချို့အခန်းလေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ရုပ်ရှင်ကြည့်တဲ့အချိန်မှာမှတာကိုကိုယ်တိုင်ခံစားရတာပိုကောင်းပါလေဆိုတော့ပြောရတဲ့စာရင်တော့ရုပ်ရှင်ကိုလာကြည့်ပြီးတော့မှဒီရတလေးကိုပို့ပြီးတော့ခံစားစီခြင်းတွေပေါ့ဆိုတော့ ဒီကားလေးရဲ့ဒီကားလေးမှာပုံမှန်မဟုတ်တဲ့ twist လေးတွေပေါ့နော်အဘယူတွေလည်းပါပါတယ်ဗျာဟုတ်အဓိကတော့လေဟိုပါပေါ့ဒါသူတို့တွေကအမှုပညာအာနဲ့ပတ်သက်ပြီးတော့ရန်ယူထွက်တဲ့လူတွေကြီးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေနဲ့အလုပ်လုပ်ရတာတကယ်လည်းပျော်စရာကောင်းပါတယ်နောက်ပြီးတော့ပို့ပြီးတော့လည်းဘယ်လိုခေါ်မလဲဆိုတော့ပျော်စရာကောင်းတယ်လို့ပေါ့နော်ကျွန်တော်တို့ရဲ့ ်စိတ်ဝင်စားစရာကောင်းနေရပေါ့အဲကိုကိုရဲ့ဇက်ကာကိုရဲ့ဇက်ကောင်တွေနဲ့အဲပာဝင်ပြီးတော့တရုတ်ဆောင်ရမယ့်အချိန်တွေမှာဒီလူတွေရဲ့တုံ့ပြန်မှုတွေကအားကောင်းတဲ့အခါကျတော့အလိုလိုနေနေတဲ့ဒီဇက်ွက်ကလေးတွေက chemistry မိနေတဲ့သဘောပါဟုတ်